အားလုံးမင်္ဂလာပါဒီကနေ့မှာငါးပါးသီလကိုဆက်လက်ပြီးပြောပြပေးပါမယ်ငါးပါးသီလ၁ဘာနာတိပါဒဝေရမဏိသိခာပဒံသမာဓိယာမိသူအပ်တယ်လဲမတက်ဖဲအမြဲချောင်ကျင်ပါမည်၂အာဒိနာဒါနာဝေရမဏိသိခာပဒံသမာဓိယာမိသူဥစ္စာလဲမခိုးပဲအမြဲချောင်ကျင်ပါမည်၃ ကာမေတုမိစ္ဆာစာရာဝေရာမဏိတိခါပဒံတမာတိယာမိသူအိညာလဲမမာပဲ အမြဲရှောင်ကျင်ပါမိ၄မုဒါဝါဒာဝေရာမဏိတိခါပဒံတမာတိယာမိလိညာ၍လဲမပြောပဲအမြဲရှောင်ကျင်ပါမိ၅သူရာမေရယမေဇပမာဒဋ္ဌာနာဝေရာမဏိတိခါပဒံတမာတိယာမိတေယီအယလဲမတောက်စားပဲအမြဲရှောင်ကျင်ပါမိ၆ ခုပြောပြသွားတာက၅ပါးတိလာပဲဖြစ်ပါတယ်တနည်းအားဖြင့်ကံ၅ပါးဖြစ်ပါတယ်ဒီလောက်ဆိုရင်နားလည်ကြမယ်လို့ထင်ပါတယ်အားလုံးကိုကျမ်းမာစေချမ်းသာကြ၍ကောင်းသောလူရင်းစံတာများပြေဝနိုင်ကြပါစေ။